Hello ဒီနေ့နည်းနည်းလေး sharing လုပ်ပေးချင်တာလေးရှိရဲ့အခုရဲ့ပိုင်းနေမှာကိုခံစားနေရတဲ့ပြဿနာလေးပေါ့နော်တကယ်တော့ပြဿနာမဟုတ်တဲ့ပြဿနာအဲ့ဒါကပါလဲဆိုတော့ peace take ပြစ်ဆုတ်ပံမှာမနေနိုင်တာပြစ်ဆုတ်ပံမှာမနေနိုင်မင်းနဲ့စိတ်တွေကအနာဂတ်ကိုကြိုးပြီးတွားပူတယ်ပြီးခဲ့ပြီးတဲ့ကိစ္စတွေအတွက်ပြန်သွားပြီးတော့ဝမ်းနေတယ်နောင်တတွေရတယ်အဲ့ဒီလိုမျိုးတွေနဲ့ဒီရဲ့ပိုင်းနေမှာကို့မှာမပျော်ရွှင်နိုင်ဘဲနဲ့ စိတ်ဖိစီးမှုတွေများနေတာပေါ့နော်ပြဿနာကိုသွားကြည့်လိုက်တော့လည်းအကြီးကြီးမဟုတ်ဘူးဖြေရှင်းလို့မရတာတွေလည်းမဟုတ်ဘဲနဲ့စိတ်မပျော်ရွှင်မှုတွေကိုခံစားနေတာအာဘာတွေနဲ့ဖြစ်လဲဆိုတော့ခုက November 10ရက်နေ့ကလေးကကို့ဘဝထဲမှာအပြောင်းလဲတွေကအများကြီးဖြစ်တယ်ပေါ့နော်အပြောင်းရွှေ့တွေအပြောင်းလဲတွေအာတမ်းမာကြီးမကောင်းတာတွေအစုံဝင်လာတဲ့အချိန်မှာစိတ်ခံစားချက်တွေကမတိမငိမ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုပြစ်စုံပန်တက်တက်မှာမနေနိုင်လို့ လက်ရှိဘာတွေဖြစ်နေလဲအဲ့ဒီဖြစ်နေတာလေးတွေကိုတခုချင်းစီဖြေရှင်းသွားမယ်ဆိုရင်ဒါတွေကပြီးသွားမှာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကိုကမဖြစ်သေးတာတွေအတွက်ကြိုတွေးပြီးတော့စိတ်ပူတယ်မဖြစ်သေးတာတွေဆိုအောင်မှာကိုအိမ်ပြန်ရဖို့ရှိတယ်ပြုံးလို့မှာငှားထားတဲ့အိမ်ကိုဟိုစိတ်တိုင်းမကြတာဖြစ် ပြီးတော့ကြတော့အာအဲ့ ပတ်စံခြေခဲ့တဲ့ဟာကြီးပေါ်မှာတွားပြီးတော့ပြီးခဲ့ပြီးတဲ့အလုပ်ပေါ်မှာနှုံလာရရနေရတာဖြစ်တယ်။အဲကို့မေရဲ့အကျမ်းမကြီးမကောင်းတာတွေရှိတယ်။ဒါတွေဆိုတာအကျမ်းမကြီးမကောင်းဘူးဆိုတာလုံးဝဟိုလိုမျိုးအရန်ဆိုးတာမျိုးမဟုတ်ဘူး။ဒီတိုင်းကုလိုက်ရင်ရတယ်။ဟိုမျက်လုံးခွဲရမှာပေါ့နော်။ဆေးရကောင်းသမားကောင်းနဲ့တွေ့ပါရင်ပျောက်သွားမှာ။အဲ့ဒါကလည်းအရန်ကြီးဆိုးရင်စရာမဟုတ်ဘူး။ဒါပေမဲ့ကိုကဘာတွေကိုတွေးပြီးဆိုးရင်နေမှမသိပဲနဲ့။ဒီရက်ပိုင်းမှာမပျော်မွှင်နေရန်ဖြစ်နေတာပေါ့နော်။ ခုဒီနေ့မှပဲကိုဘာကြောင့်ဒီလိုဖြစ်နေလဲဆိုပြီးတော့ဒီအကြာကြီးချိုးပြီးတော့ reflection ပြန်လုပ်လိုက်တဲ့အချိန်မှာအဲ့ဒီ beach day ဆိုတာလေးကိုသွားတွေ့ရပေါ့နော်ကိုပြစ်စုံပန်တက်တက်မှာမနေနိုင်ပဲနဲ့စိတ်တွေကအရှိကိုကြိုးပြေးသွားလိုက်အနောက်ကိုပြန်ရောက်သွားလိုက်အဲ့လိုမျိုးတွေဖြစ်ပြီးတော့စိုးရိမ်ပူပန်စိတ်တွေအများများနေတာဆိုတော့အကိုကအဲ့ဒါလေးကို sharing လုပ်ပေးချင်တာပေါ့နော်အခုလက်ရှိမှာ relationship ကြောင့်ပဲဖြစ်ဖြစ်အလုပ်အကိုင်းကြောင့်ပဲဖြစ်ဖြစ်ငွေကြေးကြောင့်ပဲဖြစ်ဖြစ်ဝမ်းနည်းနေရတဲ့သူတွေ အဲပြင်းမှန်းနေရတဲ့သူတွေရှိရဆိုရင်လေကိုကဖြည့်ရှင်းနည်းလေးပေးချင်တာပေါ့နော်အခုအစင်မပြေနေတာတွေကဘာကြောင့်မပြေနေလဲဆိုတာကိုပဲအဖြေရှာကြပါပေါ့နော်ဒီလူကိုဘာကြောင့်တွဲခဲ့မိတာလဲဒီအလုပ်ကြီးကိုဘာကြောင့်လုပ်ခဲ့မိတာလဲဆိုတော့အတိတ်ကိုပြန်သွားပြီးတော့နောင်သားတွေထဲမှာလည်းမရှင်းတန်နဲ့သူနဲ့ငါနဲ့ဘာဆက်ဖြစ်မှာလဲဆိုပြီးတော့လည်းမဖြစ်သေးတဲ့အနာဂတ်ကိုကြိုတွေးပြီးတော့လည်းပူပန်မှုတွေမလုံးနဲ့ဒီနေ့ဆိုတော့ဒီနေရာမှာပဲကိုယ့်ရဲ့စိတ်နဲ့ခံတာကိုရအောင်ထားပြီးတော့ကိုတို့တွေ solution အဖြေရှာခြင်းကပဲတကယ်အဖြေမှန်ဖြစ်တယ်ဆိုတာကို sharing လေးလုပ်ပေးချင်တာပါရှင်အာပြဿနာတိုင်းမှာအဖြေရှိတယ်အဲ့ဒီပြဿနာတွေထဲမှာပိတ်မိမခံနဲ့တကားပေါက်ကကိုရိုးအတွက်အစင်တင်ရှိနေပြီဒါအဲ့ဒီတကားကိုဘယ်လိုသွားမလဲဘယ်လိုရှာမလဲဆိုတာကိုလုတ်တက်ဖို့ပဲလိုတာပါရှင်လုတ်ချင်စိတ်ကလေးရှိဖို့ကလည်းလိုပါတယ်